ရှင်ဖေရအမဲသားစားရင်ငရဲကြီးပါသလားဖေရတဲ့အမဲသားစားရင်ငရဲကြီးတယ်ငရဲမကြီးဘူးဆိုတာထက် အမဲသားစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စိုးကျိုးများကိုပြောပြပါမယ်။နွားသားကြွယ်သားစတဲ့အမဲသားများကိုမစားဘဲရှောင်ကျင်ခြင်းဟာယောဂါကင်းပြီးအသက်ရှည်တယ်လို့သုတ္တနိပတ်ပါဠိတော်မှာမြတ်စွာဘုရားဟောကြားထားပါတယ်။တယောရောဂါပုရိအာတုံ အိ္ဆာအနာတဏံသရာပတုနေသတမ္မာရံပါ အဋ္ဌာနဝုဒ္ဓိမာဂမုံတဲ့အတိဘယ်ကနွားသားကျွဲသားစတဲ့အမဲသားများကိုမစားမီရှ िख ိကလူတွေဟာတလိုဂျင်တာမရတဲ့အတွက်စိတ်ပူပန်အနှောက်ယှက်ဖြစ်ရတဲ့ယောဂနှစ်မစားရမအိရတဲ့အတွက်စိတ်ပူပန်အနှောက်ယှက်ဖြစ်ရတဲ့ယောဂသုံးအိုရတဲ့ယောဂရယ်ဆိုပြီးယောဂသုံးမျိုးပဲရှိပါတယ်နွားသားကျွဲသားစတဲ့အမဲသားများကို စားပြီးတဲ့နောက်ပိုင်းမှာ96ပါးသောယောဂတွေဝင်လာတယ်လို့ဆိုလိုတဲ့အထိပ္ပယ်ဖြစ်ပါတယ် အဲ့ဒီလိုစိုးကြိုးတွေဖြစ်ရခြင်းဟာနွားသားကြွယ်သားစားတဲ့အမဲသားများကို စားသုံးခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်အမဲသားဟာမစားသင့်ဘူးလို့ပြောခြင်းပါတယ်။ငရဲမကြီးပါဘူးအားရှိတဲ့စောက်ပင်းရဲ့ဘာသာရေးအယူတွေယူနေတဲ့ရွေးတဲ့နွားသားကြွယ်သားစားတဲ့အသားငါးတွေကို စားရင်အားရှိတယ်လို့ဘယ်ကျမ်းမာရေးဌာနကများ ထုတ်ပြန်ထားပါတလဲတကားတော့ယနေ့ကမ္ဘာကျမ်းမာရေးဌာနတွေမှာထုတ်ပြန်နေတာက လူတွေယောဂဖြစ်ရတဲ့အကြောင်းရင်းသည်အသားငါးတွေကိုအလွန်ကျွန်းစားလို့ဖြစ်တယ်ဆိုပြီးထုတ်ပြန်နေတာပဲတွေ့ရပါတယ်။သွေးတိုးခြင်းအသည်အစီ ဖုံးခြင်းစတဲ့ယောဂတွေဟာလည်းပဲအသားငါးတွေကိုအလွန်ကျွန်းစားလို့ဖြစ်တယ်ဆိုတာကို အပုံးစေးကုနေတဲ့လူတွေတောင်သိပါတယ်။ဘာသာရေးအယူအဆတွေဆိုတဲ့နေရာမှာလည်းပဲဗုဒ္ဓရဲ့အယူအဆသည်ဓမ္မနဲ့မလျော်ညီပဲလူတွေကိုအကျိုးမဲ့စေတဲ့ဇုံလုံးကမ်းဘာသာရေးအယူအဆမဟုတ်ပါဘူး။ တရားနဲ့လျော်ညီပြီးလူတွေကိုအကျိုးရှိစေတဲ့အယူအဆဖြစ်ပါတယ်။ဘုရားရဲ့အယူအဆများသည့်တရားနဲ့မလျော်ညီပဲလူတွေကိုအကျိုးမဲ့စေတဲ့အယူအဆများဖြစ်ခဲ့မယ်ဆိုရင်ဥစဉ်ကို အချိန်မရွေးချပြနိုင်ပါတယ်။အဲ့ဒီအတွက်ကိုလည်းဥစဉ်ကိုယ်တိုင်တာဝန်ယူပြီးတော့ဖြေရှင်းပေးပါမယ်။အရှင်ဖေယမြေလို့ဝယ်ပြီးအိမ်ဆောင်နေရင်မြေနှုတ်ကမ္မဝါမဖက်ပဲနေကောင်းပါသလားဖေယခိုက်တက်တယ်လို့ကြားဘူးလို့ပါတဲ့။ဒါကလူတွေရဲ့အယူအဆတွေဖြစ်ပါတယ် ဖះဟောမဟုတ်ပါဘူးအိမ်ဆောက်တဲ့အခါမှာဒီနှုတ်ကမ္မဝါဖတ်ရတဲ့ရည်ရွယ်ချက်ဟာအဲ့ဒီအိမ်ဆောက်မဲ့နေရာဒီရှေ့ရခင်ကသာသနာနည်းမြေတော်၎င်းတိမ်ဟောင်းတိမ်ပြက်နည်းမြေတော်၎င်းဖြစ်နေခဲ့မယ်ဆိုရင်အဲ့ဒီမြေပေါ်မှာအိမ်ဆောက်မိမယ်ဆိုတာကဘေးဥပတ်အန္တရာယ်တွေဖြစ်မှာဆိုရင်လို့မြေနှုတ်ကမ္မဝါဖတ်ရခြင်းဖြစ်ပါတယ်သို့တော်လည်းမိမိကတိတိနဲ့လောက်တာမဟုတ်တဲ့အတွက်ဘာဘေးဥပတ်အန္တရာယ်မှမဖြစ်နိုင်ပါဘူးစိတ်တန်တန်နဲ့နေလို့ရပါတယ် အရှင်ဖေယမြေလို့ဝယ်ပြီးအိမ်ဆောင်နေရင်မြေနှုတ်ကမ္မဝါမဖက်ပဲနေကောင်းပါသလားဖေယခိုက်တက်တယ်လို့ကြားဘူးလို့ပါတဲ့ဒါကလူတွေရဲ့အယူဆတွေဖြစ်ပါတယ်ဖေယဟောမဟုတ်ပါဘူးအိမ်ဆောင်တဲ့အခါမှာမြေနှုတ်ကမ္မဝါဖက်ရတဲ့ရည်ရွယ်ချက်ဟာအဲ့ဒီအိမ်ဆောင်မဲ့နေရာဒီရှိရခင်ကသာသနာနယ်မြေတော်၎င်းတိမ်ဟောင်းတိမ်ပြက်နယ်မြေတော်၎င်းဖြစ်နေခဲ့မယ်ဆိုရင်အဲ့ဒီမြေပေါ်မှာအိမ်ဆောင်မိမယ်ဆိုပါကဘေးဥပတ်အန္တရာယ်တွေဖြစ်မှာဆိုရင်လို့ ်မြေနှုတ်ကမဝါဖတ်ရခြင်းဖြစ်ပါတယ်။သို့တော်လည်းမိမိကတိတိနဲ့လောက်တာမဟုတ်တဲ့အတွက်ဘာဘေးဥပတ်အန္တရာယ်မှမဖြစ်နိုင်ပါဘူး။စိတ်တန်တန်နဲ့နေလို့ရပါတယ်။ကိုယ်ကိုမကောင်းကြံစီသူများသည်သူဒဏ်သူပြန်ခံရပါစေလို့ဆုတောင်းရင်အပြည့်ဖြစ်လားဖေဟာတဲ့။တတဝါတိုင်းဟာကာမနိယာမသဘောအရာပြုထားသည့်သိုးကံကောင်းကံအတိုင်းဖြစ်တည်နေကြတာဖြစ်ပါတယ်။ခြိုတဲ့အပင်ကိုစိုက်ရင်ခြိုတဲ့အသီးကိုစားရတယ်လို့ခါတဲ့အပင်ကိုစိုက်ရင် ခားတဲ့အသီးကိုစားရတကယ်သို့ကောင်းတာလုပ်ရင်လဲကောင်းတဲ့အကျိုးကိုခံစားရပြီးမကောင်းတာလုပ်ရင်လဲမကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်ပါတယ်အဲ့ဒီအတွက်မိမိကသွားပြီးသူ့ကိုဘာဖြစ်ပါစေညာဖြစ်ပါစေလို့စူတောင်းပေးနေเสียမလိုပါဘူးအဲ့ဒီလိုစူတောင်းပေးမယ်ဆိုရင်တစ်ဖက်လူကမိမိစူတောင်းပေးတဲ့အတိုင်းဖြစ်တာမဖြစ်တာအသာထားလို့လက်တလုံးမှာတော့သူ့ကိုမုံတဲ့ဒေါသဖြင့်မိမိမှာပူလောင်နေရပါပြီဒါကြောင့် တဖက်လူကမိမိကိုမကောင်းကြံလာပြီ ဆိုရင်သူ့ကိုဘာဖြစ်ပါစေညာဖြစ်ပါစေလို့စူတောင်းပေးခြင်းမလုပ်ဘဲသူ့အပေါ်မေတ္တာထားပြီးဥပိ္ပခာတရားနဲ့နေလိုက်ပါလို့ပြောခြင်းပါတယ်။တချို့ယဟန်တွေကညစာစားတယ်ပြီးတော့ဒေသနာမကြဘူးမနဲ့ကြရင်ဥပုသ်ဆောင်ဒဂါဒဂမတွေကိုတီလာပြန်ပေးတယ်ဒဂါတွေကတီလာရပါမလားဖေဟာတဲ့ယဟန်တွေညနေစာစားပြီးဒေသနာမကြဘဲနေခြင်းဟာအဲ့ဒီယဟန်တွေရဲ့ပုဂ္ဂလအပြစ်သာဖြစ်ပါတယ် တီလယူတဲ့ယောဂီတွေနဲ့ဘာမှမတက်ဆိုင်ပါဘူးတီလရခြင်းမရခြင်းဆိုတာကတီလယူတဲ့ပုဂ္ဂိုလ်အပေါ်မှာပဲမူတည်ပါတယ်တီလဆိုတာဟာကိုယ်နဲ့နှုတ်ကိုပဲထိန်းရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကမဟုတ်တာမလုပ်ဘူးနှုတ်ကမဟုတ်တာမပြောဘူးဆိုရင်တီလကလုံနေပြီဖြစ်ပါတယ်အရှင်ဖေယဤလောကကြီးသည်အရှက်တရားအကြောက်တရားနှစ်ပါးမရှိပါက လောကကြီးပျက်စီးပါလိမ့်မည်လို့ကြားဖူးပါတယ်ဖေယတကယ်မှန်ပါသလားဖေယမိန့်တော်မူပါဖေယတဲ့ အရှက်အကြောက်တရားနှစ်ပါးကိုဟိရိအော်တာပတ်တရားနှစ်ပါးလို့ခေါ်ပါတယ်။လောကပျက်စီးကြောင်းတရားလည်းဖြစ်ပါတယ်။ဟိရိမကောင်းမှုလို့ရမှာကိုမရှက်ချင်း။အော်တာပတ်မကောင်းမှုလို့ရမှာကိုမကြောက်ချင်းတို့ဖြစ်ပါတယ်။လောကမှာမကောင်းမှုလို့ရမှာကိုမရှက်မကြောက်တော့ဘူးဆိုရင် လောကကြီးပျက်စီးလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီမေခွန်းဟာမှန်တယ်လို့မှတ်သားထားရပါမယ်။ဘာကြောင့်မြေမျိုးခံရတာလဲ။မတိလို့ရိုသေးစွာလျှောက်ထားအပ်ပါသည်ဖရာတဲ့။ ဖះရှင်လက်ထက်ကညီမျိုးခံရတဲ့ပုဂ္ဂိုလ်၅ဦးရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်၅ဦးကဘယ်သူတွေလဲဆိုရင်နံပါတ်၁စိန်သမာနနံပါတ်၂တုပ္ပဗုဒ္ဓနံပါတ်၃အရှင်ဒေဝဒတ်နံပါတ်၄နန္ဒကဘီလူနံပါတ်၅နန္ဒလူလင်တို့ဖြစ်ပါတယ်နံပါတ်၁စိန်သမာနစိန်သမာနသည်မြတ်စွာဘုရားကိုကာမဂုဏ်ကိစ္စဖြင့်ရုပ်ရုံမာမာဆွဆွဲခဲ့သောကြောင့်ညီမျိုးခံရခြင်းဖြစ်ပါတယ်နံပါတ်၂တုပ္ပဗုဒ္ဓ တုပ်ဗဗုဒ္ဓသည်မြတ်စွာဘုရားကြွရာလံခရီးကို ပိတ်ပင်တားဆီး၍နှောက်ရက်ခဲ့သောကြောင့်မြေမျိုးခံရခြင်းဖြစ်ပါတယ်။နံပါတ်3အရှင်ဒေဝဒတ်အရှင်ဒေဝဒတ်သည်မြတ်စွာဘုရားကိုသွေးစိမ့်တီအောင်ပြု၍တန်ခါတင်းခွဲခဲ့သောကြောင့်မြေမျိုးခံရခြင်းဖြစ်ပါတယ်။နံပါတ်4နန္ဒကဘီလူနန္ဒကဘီလူသည်ဖလသမပဝင်စားနေသောအရှင်သာရိပုတ္တရာ၏ဥကောင်းကိုရိုက်နှက်ခဲ့သောကြောင့်မြေမျိုးခံရခြင်းဖြစ်ပါတယ်။နံပါတ်5 ်နန္ဒလူလင်နန္ဒလူလင်သည်ဥပလဝံထေရီမအာဖြည့်စည်းခဲ့သောကြောင့်ရင်မျိုးခံရခြင်းဖြစ်ပါれဒါဟာဖျားရှင်လက်ထက်ကရင်မျိုးခံရသောပုဂ္ဂိုလ်ငါးဦး၏အကြောင်းရင်းပဲဖြစ်ပါれယူသေးသောရှ िख ိုးကြတော့ပါれအရှင်ဖျားတေလွန်ပြီးသော သူတို့ကိုလိုက်ပြီးကဲတင်နိုင်ရန်ဘယ်လိုတရားမျိုးအားထုတ်ရမှာလဲဖျားတဲ့မြတ်စွာဘုရားက ရာသူကြီးတယောက်ကဘုံတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရား တေလွန်၍အပေလေးဘုံတို့ကြားရောက်နေသောသူကိုကောင်းရာသူဂရိဘုံတို့ရောက်အောင်ဆောင်ရွက်ပေးနိုင်ပါသလားဟုမေးမြန်းတော်မူပါれအဲ့ဒီအခါမှာမြတ်စွာဘုရားကတကားတော်ရွာသူကြီးရေမြုပ်နေသောကြောက်ခဲကိုရေပေါ်တို့ပေါ်လာအောင်တောင်းဆို၍မရတကယ်သူတေလွန်၍အကုသို့ကံကြောင့်အပေလေးဘုံတို့ကြားရောက်နေသောသူကိုလည်းကောင်းရာသူဂရိဘုံတို့ရောက်အောင်လှုပ်ဆောင်၍မရနိုင်ဘူးဟုဖြေကြားတော်မူပါれမြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးတော်မှာ တေလွန်၍အကုသို့ကံကြောင့်အပေလေးဘုံတို့ကြာရောက်နေသောသူကိုကောင်းရာတုဂရိဘုံတို့ရောက်အောင်လိုက်ပြီးကယ်တင်လို့မရနိုင်သေးရင်ပုထုဆင်များကပို၍မရနိုင်ဘူးလို့မှတ်သားထားရပါမယ်။ပထမဦးဆုံးမှန်ပါဖေ။မိမိငွေနှစ်အနိုင်အရှုံးကိုလက်ခံပြီးလောင်းကစားလှုပ်ခြင်းကငရဲကြနိုင်ပါသလားဖေ။ဘလို့အကြောင်းပြချက်နဲ့ပဲလောင်းကစားလှုပ်လှုပ်အပြစ်ရှိပါတယ်။မြတ်စွာဘုရားကလောင်းကစားကြောင့်ရရှိလာမိအပြစ်၆ပါးကိုတင်္ဂါလောဝါဒတုတ်မှာ ်သင်္ကာလသတို့သားကိုအကြောင်းပြုပြီးဟောကြားခဲ့ပါတယ်။အဲ့ဒီအပြစ်၆ပါးကဘာတွေလဲဆိုရင်၁အောင်သူရံဘွား၂ရှုံသားဆိုရင်၃စီးစိမ်ယောဘ၄တရားသဘင်မဝင်တတ်သည်၅မိတ်ဆွေနှိမ့်ဆူ၆မလိုထိမ်းများဤ၆ပါးကပျော်ပါလောင်ကစားအပြစ်ဒီလို့ဖြစ်ပါတယ်။ဖော်ပြပါအပြစ်၆ပါးသည်လောင်ကစားကြောင့်ရရှိလာမည်အပြစ်၆ပါးဖြစ်ပါတယ်။အဲ့ဒီလိုအပြစ်၆ပါးရရှိလာမှာကိုမြင်တော်မူတဲ့အတွက်မြတ်စွာဘုရားကလောင်ကစားလှုပ်ခြင်းကိုအလိုမရှိပါဘူး။ မြတ်စွာဘုရားအလိုမရှိတဲ့လောင်ကစားကို ပြုလုပ်ခြင်းဟာမြတ်စွာဘုရားစကားကိုမလိုက်နာရရောက်တဲ့အတွက်ငရဲကြီးတယ်လို့ပဲမှတ်သားထားရပါမယ်အရှင်ဘုရားတမလွန်ရောက်ချိန်သာသမီမြေအစားရှိသူတို့ကမိမိအတွက်ရည်စူးပြီးကုသိုလ်ပြုလုပ်ရင်ကောတမလွန်ရောက်ပုဂ္ဂိုလ်အနေနဲ့အကျိုးခံစားနိုင်ပါသလားဘုရားတဲ့သာသမီမြေဆွေမျိုးတွေကိုဆွဲလန်းပြီးအဲ့ဒီသာသမီမြေဆွေမျိုးတွေကကုသိုလ်ကောင်းမှုပြုလုပ်၍အမြတမ်းပေးဝေမှသာ တာဓုခေါ်ပြီးကျွတ်လို့ရတဲ့ပရဒတ်တုပဇီဝိကပြိတ္တာဆိုတာရှိပါတယ်။အဲ့ဒီလိုပရဒတ်တုပဇီဝိကပြိတ္တာဘုံဘဝကိုရောက်နေခဲ့မယ်ဆိုရင်သာသမီမြေဆွေမျိုးတွေကပြုလုပ်ပေးလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားကိုရရှိခံစားနိုင်ပါတယ်။အရှင်ဖေယားဖေယားပုံတော်ကိုမတိပဲနင်းမိတာငရဲကြီးပါသလားဖေယားတဲ့။စေတနာနဲ့နင်းတယ်ဆိုရင်တော့ငရဲကြီးပါတယ်။စေတနာနဲ့နင်းတာမဟုတ်ဘူးဆိုရင်တော့ငရဲမကြီးပါဘူး။ နင်းတိုင်းသာငရေကြီးရမယ်ဆိုရင်ဦးစင်းတို့တကားတို့သွာလာနေတဲ့မြေကြီးရဲ့အောက်မှာနှစ်ပေါင်းများစွာတုန်းကမြုပ်နေတဲ့ဖရာရုပ်ပွားစင်းတူတော်တွေရှိပါတယ်။အဲ့ဒီလိုမြုပ်နေတဲ့ဖရာရုပ်ပွားစင်းတူတော်တွေရဲ့အပေါ်မှာတကားတို့ဦးစင်းတို့ကနင်းပြီးဖြတ်တန်းသွာလာနေတာဖြစ်တဲ့အတွက်တွေးကြည့်မယ်ဆိုရင်ငရေကြီးနေလောက်ပါပြီ။ဒါကြောင့်စေတနာနဲ့တကွနင်းတာမဟုတ်ရင်ငရေမကြီးဘူးလို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာဘဝတစ်ပါးသို့ကွယ်လွန်ကြသော ဆွေမျိုးအပေါင်းတို့ကိုရည်စူး၍လှူတဲ့ကုသိုလ်အလှူကနှစ်ဦးနှစ်ဖက်ရပါသလားဖြေချားပေးတော်မူပါအရှင်ဘုရားတဲ့ရည်စူးကုသိုလ်ကိုပြုလုပ်ပေးတဲ့ကာယကံရှင်ကတော့အတိအကျရပါတယ်။ကွယ်လွန်သွားတဲ့သူကတော့သာသမီဆွေမျိုးညီကိုမောင်နှမတို့ကိုဆွဲလန်းပြီးသာသမီဆွေမျိုးညီကိုမောင်နှမတို့ကပြုလုပ်ပေးမဲ့ကုသိုလ်ကိုစောင့်မျှော်နေတဲ့ပရဒတ်တုပဇီဝိကပြိတ္တာဘဝကိုရမသားလျင်ပဲထိုကုသိုလ်ရဲ့အကျိုးကိုရရှိမှာဖြစ်ပါတယ်။ ဒီမေခွန်းရဲ့လူရင်းအတိတ်ပဲကစိတ်ညစ်တဲ့အချိန်ဖျားရှိခိုးတဲ့အခါစိတ်ညစ်တဲ့အပေါ်ကိုစိတ်ရောက်ပြီးစိတ်ပြန့်လွင့်မှုဖြစ်နေမယ်ဆိုရင်ငရေကြီးပါသလားလို့မေးလို့တဲ့အတိတ်ပဲဖြစ်ပါတယ်ငရေမကြီးပါဘူးဖျားရှိခိုးတဲ့အခါမှာပုထုဇဉ်တို့တဘာဝစိတ်မထိန်နိုင်ပဲစိတ်ပြန့်လွင့်မှုဖြစ်သည့်အတွက်မနောကံကုသိုလ်မရရင်တောင်မှဖျားရှင်ကိုလက်အုပ်ချီ၍ရှိခိုးခြင်းဖျားရှင်၏ဂုံတော်များကိုနှုတ်ကယူဆခြင်းစတဲ့ကာယကံကုသိုလ်နဲ့ဝစီကံကုသိုလ်ကတော့ရပါတယ် how you